ရဏနုဒ္ဓိဘာဝနာဆိုတာတည်ဆုံခြင်းသဘောကိုကျိန်ဖန်များစွာနှလုံးသွင်းဆင်ခြင်နေတာကိုပြောတာဘဝရဲ့ရှင်သန်နေတဲ့သဘောလေးဟာတည်ကြပေါ့တည်ဆုံခြင်းနဲ့ဆုံးသက်ရမှာကောင်းငင်မြောက်လိုက်တဲ့ခေဟာတည်ကြပေါ့မြည်ကြီးပေါ်ပြန်ကြသလိုပဲမွေးဖွားလာတဲ့တတ္တဝါမှန်သမျှတည်ကြပေါ့တည်ဆုံကြရမှာမတည်ဘူးဆိုတာမရှိပါဘူး ဒါတတ္တဝါတိုင်းရှောင်လွှဲလို့မရတဲ့သဘာဝပဲဒါဟာအမှန်တရားပဲအတိတ်ကာလကဖြစ်ခဲ့ကြတဲ့တတ္တဝါတွေအကုန်လုံးသိဆုံးသွားကြပြီ အကုန်လုံးသိမင်းခရင်ဝင်သွားကြပြီခုပိစုပန်ကာလမှာလဲသိဆုံးနေရစေသိမင်းခရင် ဝင်ရင်းနဲ့ဆုံးသက်နေကြစေနောက်နာကမှာလည်းပဲသိဆုံးရင်းနဲ့ပဲ အဆုံးသတ်သွားကြအောင်ပါအတိတ်အနာကပစ္စုပန်ကာလသုံးပါးကို ကြည့်လိုက်ပါချိန်တိုင်းတည်ခဲ့ကြတာအချိန်တိုင်းတည်နေကြစေဆက်ပြီးတော့လေအချိန်တိုင်းတည်နေကြအောင်ပါလောကဆိုတာတကယ့်အသေးလောကကြီးပဲအချိန်နဲ့အမျှမွေးဖွားခြင်းကအစားထိုးထိုးနေလို့ တတ္တလောကကြီးဟာဒီတိုင်းဒီတိုင်းပဲလို့ထင်နေရတာပုံမပြတ်ပမပြတ်သွားနေတယ်လို့ထင်နေကြရတာတကယ်ကပုံမပြတ်ပမပြတ်သွားနေတာမဟုတ်ဘူးပုံပြတ်ပမ်းပြတ်ဝယုံသုံးကသွားနေကြတာနွားသတ္တမဟာတတ်မဲ့နွားကိုနွားဥထဲကနေတကောင်ချင်းထုတ်ထုတ်ပြီးတတ်နေသလိုဆွေတွေမျိုးတွေချစ်သူခင်သူတွေကြည်နေတော့မှာပဲ ငိုကြွေးမြည်တမ်းနေတော့မှာပဲတေမင်းဟာတတ်တော်အားတွေကိုတယောက်ပြီးတယောက်ယူဆောင်သွားတယ်တဲ့ချိန်တိုင်းချိန်တိုင်းမှာစက္ကန့်တိုင်းစက္ကန့်တိုင်းမှာလူတွေဟာတည်ဆုံနေကြတယ်ကို့အလဲကဘယ်ချိန်ရောက်မှလဲဘယ်ချိန်လို့အတိအကျမသိနိုင်ပေမဲ့တေးကြတာကတော့အကြောင်းကုန်တဲ့ချိန်သွားကြရမှာတည်ခြင်းဆိုတာ အလွန်မှထင်ရှားတဲ့တိဖို့လေအလွန်လွယ်တဲ့အမှန်တရားကြီးပါဒါပေမဲ့ဒီလောက်ထင်ရှားတဲ့ဒီလောက်တိဖို့လွယ်တဲ့အမှန်တရားကြီးကိုပဲမသိကြဘူးသိတော့လည်းအမှတ်မရရဘူးဒါအလွန်ဆိုးတယ်မသိမှုပဲအလွန်ဆိုးတယ်မေ့လျော့မှုပဲအလွန်ထင်ရှားတဲ့မြင်ကွင်းကိုပဲမမြင်ဘူးဆိုရင် ဒီမျက်လုံးဟာအခြေအနေတော်တော်ဆိုးနေပြီ။တည်ခြင်းကိုမေ့လျော့နေတဲ့သူဟာလောဘဒေါသမောဟတွေအလွန်ကြီးလိမ့်မယ်။လောဘဒေါသမောဟတွေကြီးသလောက်သူဆင်းရဲရတော့မယ်။ပူလောင်ရတော့မယ်၊ပင်ပန်းရတော့မယ်။အကျိုးမဲ့တွေနဲ့ဒုက္ခဖြစ်တော့မယ်။တည်ခြင်းကိုအမှတ်ရပြီးဆင်းခြင်းပဲဆိုရင်တော့လောဘဒေါသမောဟတွေနည်းလိမ့်မယ်။ ထိရောက်အောင်ဆင်ခြင်နိုင်မယ်ဆိုရင်လောဘဒေါသမောဟတွေကုန်ပြီးတော့ဒုက္ခတွေချုပ်ရလိမ့်မယ်စိတ်မှန်တဲ့ချမ်းသာကိုရလိမ့်မယ်ငြိမ်းအေးရလိမ့်မယ်ဒါကြောင့်တည်ခြင်းတရားကိုဆင်ခြင်ကြည့်ရမယ်ငါသည် မုတ်ချတရားလိမ့်မည်ငါသည်တရားမည်လူတယောက်သာဖြစ်၏ငါ၏ရှင်သန်ခြင်းသည်မမြဲငါ၏တည်ဆုံခြင်းသည် မြဲ၏ ငါသည်အချိန်မရွေးသေးနိုင်၏ငါအာမသေးနိုင်သည့်အချိန်ဟူ၍မရှိသူသည်မုတ်ချတေးရလိမ့်မည်သူသည်တေးရမည်လူတယောက်သာဖြစ်၏သူဤရှင်သန်ခြင်းသည်မမြဲသူဤတည်ဆုံးခြင်းသည်မြဲ၏သူသည်အချိန်မရွေးသေးနိုင်၏သူအာမသေးနိုင်သည့်အချိန်ဟူ၍မရှိ၏ တတဝအာလုံးတို့သည်မုတ်ချတေးကြရလိမ့်မည်တတဝအာလုံးတို့သည်တေးကြမည်လူတွေကြီးသာသည်တတဝအာလုံးတို့ဤရှင်သန်ခြင်းသည်မမြဲတတဝအာလုံးတို့ဤတေးဆုံးခြင်းသည်မြဲ၏တတဝအာလုံးတို့သည်အချိန်မရွေးသေးနိုင်၏တတဝအာလုံးတို့အားမသေးနိုင်သည့်အချိန်ဟု၍မရှိအဲ့ဒါလိုတေးခြင်းကိုဆင်ခြင်းခြင်းဟာ အလွန်ကြီးမားတဲ့အကျိုးအတည်တင်ရှိတယ်။မြတ်စွာဘုရားကတည်ခြင်းကိုချိန်ပန်များစွာသိနေမြင်နေနှလုံးသွင်းနေမယ်ဆိုရင်ဧကန္တနေပိတာယဘဝရဲ့ပုံမှာအမှန်မြင်ပြီးတော့ညည်းဝဲတဲ့ဉာဏ်ကိုရမယ်တဲ့ဝိရာဂာယဘဝရဲ့ပုံမှာဆွဲမဲ့မှုတွေကင်းသွားမယ်တဲ့និရောဓာယဆွဲမဲ့မှုကြောင့်ဖြစ်ရတဲ့ဘဝဒုက္ခတွေချုပ်ငြိမ့်သွားမယ်တဲ့ ဥပသမာယနှလုံးစေဝံငြိမ်းချမ်းရလိမ့်မယ်အပိညာယရုဏံတို့ရဲ့အိဆာဒုက္ခအနတ္တသဘောတွေကိုထူးသောဉာဏ်ဖြင့်သိလိမ့်မယ်တဲ့တန်ဘောဓာယသစ္စာလေးပါအမှန်တရားကိုမဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးသိလိမ့်မယ်တဲ့နိဗ္ဗာန်ဓာယသဝတ္တန်တိနိဗ္ဗာန်ချမ်းသာကိုဒီဘဝတွင်မျက်မှောက်ပြုပြီးနေနိုင်လိမ့်မယ်တဲ့ဘလောက်ကောင်းလဲ သေခြင်းတရားကိုတဘာဝကြကြဆက်ပြီးတော့ဆင်ញံနှလုံးသွင်းကြည့်မယ်။ရှနာမရှိတဲ့ဤဤစီးသည့်မြစ်ပမှာအသေးစခန်းမနာရန်ရှောက်လန်းကြသူငါတဲ့ဤဤစီးဆင်းနေတဲ့မြစ်တစင်းကိုကြည့်ပါ။ပင်လေစီကိုသွားနေတဲ့ဒုက္ခီကိုသူဟာဘယ်ချိန်မှမရက်နေတယ်ဆိုတာမရှိဘူး။အချိန်နဲ့မျှစီးဆင်းနေတယ်။ အဲ့လိုပဲတတ္တဝါတွေဆိုတာတည်ခြင်းစီကိုဥတီပြီးသွားနေကြတဲ့ခရီးတွေတွေပဲဓာတ်ထဲဘာမှ မပူပါဘူးအဝိဇ္ဇာအာကြီးလွန်းလို့လား तू ကပါငါကပါနဲ့ရှောက်ထင်နေကြတာတကယ်ကတည်ခြင်းစီကို သွားနေကြတဲ့ခရီးတွေတွေမြေဟာပင်လေစီကို သွားတဲ့ဒုက္ခီကိုဘယ်ချိန်မှ မရက်တလို့ပဲဒီခရီးတွေတွေဟာလည်း တည်ရင်းစီကိုသွားနေတဲ့သူ့ရဲ့ခီးကိုဘယ်အချိန်မှမမေ့ရဘူးအချိန်တိုင်းသွားနေကြတယ်အလုပ်လုပ်ရင်လည်းသွားနေကြတယ်စကားပြောရင်လည်းသွားနေကြတယ်စဉ်းစားရင်လည်းသွားနေကြတယ်ရိုးစွာဆုံးအိပ်ပျော်နေတုန်းမှတောင်ဒီခီးကိုမေ့ရဘူးသွားနေတယ်ဒါကြောင့်တချို့အိမ်ရင်တည်နေတာမနဲ့လင်းတော့မထတော့ဘူးဒီလောက်မနာတမ်းသွားနေမှတော့ ်ဘယ်ချိန်ရောက်မယ်လားမသိနိုင်တာပူပူနီးလာတယ်ဆိုတာတော့သိကြတယ်နွားတတ်သမားတက်မြင်နွားဆွေးသွားဥပမာတေဝာဌာနညင်းမရသွားရချိန်နိုင်တာတဲ့ဒီဥမာကပို့ပြီးတော့တောင်ထိတ်လန့်စရာကောင်းနွားတတ်သမားနွားကိုတတ်မလို့တတ်မဲ့နေရာကိုဆွဲသွားတယ်အဲ့ဒီနွားရဲ့ခြေလန်းတိုင်းခြေလန်းတိုင်းဟာတလန်းထက်တလန်း အသက်ခံရခြင်းနဲ့ပို့ပို့နေတယ်။အဲလိုပဲတတ္တဝါတွေရဲ့အသေးဆုံးခြင်းဟာတစ်ချိန်နဲ့တစ်ချိန်ပို့ပို့နေတယ်။နွားသားသမားတက်မြင့်နွားဆွဲသွားဥပမာတေယာဌာနညင်းမေရသွားရချိန်နိုင်တာ။သွားမှန်တိတိမတိတိရောက်မည်မြန်မကြာ။တို့သူငါစု ခုထက်ခုတေမှုနီး၍လားတဲ့အများစုကကိုခီးကိုဖဲသွားလို့သွားနေမှာ တိရတာမဟုတ်ဘူးတိတော့လည်းအမှတ်မရရဘူးတိတိမတိတိအမှတ်ရရမရရသွားနေကြတာဖြစ်လို့မကြခင်တော့ရောက်သွားမှာပဲသွားနေတာဖြစ်လို့အခုထက်အခုကပိုးပြီးတော့တေဖို့နေတယ်ယက်စီလွယ်လာလူဘဝတူဆွဥပမာအကြောင်းမျိုးမျိုးရင်ဆိုင်တို့တေရိုးဓမ္မတာတဲ့ မိဦးတလုံးရဲ့ကွက်ပြက်ခြင်းကိုဘယ်သူမှမသိနိုင်သလိုလူတယောက်ရဲ့ဘဝပျက်စီးခြင်းတည်ဆုံးခြင်းကိုဘယ်သူမှမသိနိုင်ဘူးမိဦးရဲ့ကွက်ပြက်ခြင်းဟာအချိန်မရွေးဖြစ်နိုင်သလိုဘဝရဲ့တည်ဆုံးခြင်းဟာလည်းအချိန်မရွေးဖြစ်နိုင်တယ်အမျိုးမျိုးသောအကြောင်းကြောင့်ဘဝခန္ဓာပျက်စီးသွားနိုင်တယ်